မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့အခြေစိုက်စစ်ကောင်စီတပ်ကိုလူလာခေါ်တဲ့စစ်တပ်ရဟတ်ရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကပြစ်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျွန်လ4ရက်နေ့နေ့လယ်ပိုင်းကဖားကန့်တပ်မဂုံးကိုရဟတ်ရင်တစည်းစဉ်တပ်ရန်အခြားရဟတ်ရင်တစည်းနဲ့ပပလဲကိုပြစ်ခတ်ခဲ့တယ်လို့ကချင်စီရေးဒရင်ရေးမြစ်ကပြောပြထားပါဗျ။ ်ဖိုက်တာကပြစ်ကူပေးပြီးတော့လူလာခေါ်သွားပါတယ်လို့ခြေရန်သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီကရဟတ်ရင်နဲ့လူလာခေါ်တဲ့အခြေအနေကိုစုံစမ်းနေဆဲဖြစ်ပြီးတော့ကချင်သတင်းရင်းမြစ်တချို့ရဲ့အသိပေးချက်မှာတမ33တမမှုဘုံမှုချုပ်ကြော်ဆက်မြင့်ကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ် ်ရဟယေလာရောက်တဲ့ရုပ်တံမှတ်တမ်းကိုလည်းတွေ့ရှိရပြီးတော့ပြစ်ခတ်တန်းတချို့ကိုလည်းကြားခဲ့ရတယ်လို့ပြောပါတယ်သို့တော်လည်းရဟယေထိမှန်ပြတ်ကျခြင်းတော့မရှိခဲ့ဘူးလို့သိရပါတယ် KIA ဟာစစ်တအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်ရဲ့ရဟယေလေရင်စုစုပေါင်း၅စီးကိုပြစ်ချထားတယ်လို့သိရပါတယ် သူပြစ်ကိုပြစ်ပြစ်ကြတာပေါ့အရသားထိခိုက်မှုတော့ရှိတယ်တမမှုကိုလက်စားတဲ့အမှုအမိတ်မနာခံမှုနဲ့လာဖမ်းသွားပါတယ်ညီပြေမှာထပ်ပြီးတော့မီးရှို့တယ်လို့ကချင်စည်ရေးတရေရေးမြေကလူမှုကွန်ရက်ပေါ်မှာရေးသားပြီးတော့ရဟယင်လာရောက်တဲ့ရုပ်တံကိုဖော်ပြထားပါတယ်အခြားရှေ့တန်းတရေရေးမြေကတော့တမမှုကိုလာခေါ်ရခြင်းဟာ ဇွန်လ3ရက်နေ့ကဖားကန်ဒေသပောက်ကွဲမှုနဲ့ဆက်ဆက်နေတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကဖားကန်မြို့နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းထုတ်ဝင်ရောက်လာရမှာဇွန်လ2ရက်နေ့3ရက်နေ့နဲ့4ရက်နေ့များမှာလုံခင်ဒေသမော်စီစာမှာရှိတဲ့လောက်ကွက်များအတွင်ရင်းများကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ဒါအပြင်မော်စီစာမှာရှိတဲ့ ပြင်အောင်ကြိုင်လောက်ကွက်မှာလက်နဲ့ကြီးများဘရုံးများနဲ့ဘုံကျဲချပြီးတဲ့နောက်ရန်ကုန်တောင်လို့ယူဆရတဲ့နေရာမှာကြီးမားသောပောက်ကွဲမှုကြီးဖြစ်ပွားကလူထိခိုက်တိုက်ဆုံမှုများရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ရိုးမအတွင်းက နိုင်ရေကန်ဘျူဟာဂုံအနီးမှာရှိတဲ့နိုင်ရေကန် MPD တာဝါတိုင်လို့လူသိများတဲ့ဆက်သွယ်ရေးစခန်းကိုအရခတက်တော် AA ကဇွန်လ3ရက်နေ့ညပိုင်းကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တာဝါတိုင်စခန်းကုန်းကတော့ပြတ်သွားပြီလို့ပြောလို့ရပါတယ်ကာကင်းတွေတိမ်ပြီးတိမ်မကြပါဘူးစခန်းကုန်းတစ်ခုလုံးကိုရသွားတာပါစစ်ကောင်စီဘက်ကတော့အသေးပြောက်များတယ်လက်နက်ခဲအနေနဲ့ရထားပါတယ်အခုနိုင်ရေကန်ဘျူဟာမှာလေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခုပဲရှိတော့တယ်လို့ပြောဆိုထားပါတယ်နိုင်ရေကန်ဘျူဟာဘော်ကစခန်းကုန်းတွေတိမ်ပိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီဘက်ကနှစ်ရက် က်တိုက်လေးချောင်းကနေပြင်းပြင်းထန်ထန်လာရောက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကအထီးလဲနားနေတယ်။ဒါကြောင့်မလို့လက်နက်ကြီးတွေနဲ့ဒရဇက်ပစ်ခတ်နေတယ်။ Jet Fighter နဲ့လည်းပဲလာပစ်တယ်လို့သတင်းရင်းမြစ်ကပြောပြထားပါတယ်။ February လာဇန်းပိုင်းကစပြီးတော့ကံမြင့်ကန်၊နိုင်ဧကန်၊ဘူဟာစခန်း၊ကာကင်းစခန်းများကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာခဲ့တယ်လို့သိရပါတယ်။အရခတက်တော် AA နဲ့ပူးပေါင်းမဟာမိတ်တွေကအမ်ဘရာလမ်းမပိုင်းကိုပိတ်ဆို့ထားပြီးတော့စစ်ကောင်စီဘက်ကနိုင်ဧကန်၊ဘူဟာကနေပြီးတော့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။ အရခတက်တော်ကအပြစ်ခတ်ရက်စဲတာကိုတလတတန်းတိုးချောင်းထုတ်ပြန်ပြီးတဲ့နောက်မှာထိုးစစ်ကိုရက်တန့်ခဲ့ပေမဲ့စေကောင်စီရဲ့တပ်မ69ဦးဆောင်တဲ့တပ်တွေဟာရခိုင်ရိုးမာတွေကအသိမ်းခံထားရတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်ရခိုင်ရိုးမာအတွင်တိုက်ပွဲတွေဟာမေလ24ရက်နေ့ကလေးကပြန်လည်ပြင်းထန်လာတာဖြစ်ပြီးတော့နိုင်ရီကန်ပြူဟာအနောက်ကကာကင်းစခန်းတွေကိုတော့မေလ26ရက်နေ့မှာအာရခတက်တော်အေဘက်ကသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်နိုင်ရီကန်ပြူဟာပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ပဒံဘက်ကအဝင်အထွက်တွေကိုလည်းစစ်ကောင်စီကပိတ်ထားပါတယ်။ရခိုင်ရိုးမပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုအရခတက်တော် AA ဘက်ကအမ်းမျိုးတိန်တိုက်ပွဲပြီးကြတဲ့ကဆင်နွှဲနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ဒီမြို့အမှတ်ခွန်ရက်ကွက်အုတ်ချုပ်ရဲမှုလှဝင်းပြစ်ခတ်ခံရပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမေလ၄ရက်နေ့မွန်းလဲတနအိကမှာမြောက်ရီမြို့အမတ်ခွန်ရက်ွက်အုပ်ချုပ်ရေးမှုလှဝင်းဟာစောချစ်သူလမ်းအတွင်းထဲကိုကားနဲ့ဝင်လာတဲ့အချိန်အမည်မသိတဲ့တနက်သမားများကကားကိုတားပြီးတော့ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာအုပ်ချုပ်ရေးမှုလှဝင်းဟာပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့ပြစ်ခတ်မှုဖြစ်ပွားပြီးခဏအကြာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးတော့ရုတ်အလောင်းကိုတယ်ဆောင်သွားတယ်လို့သိရပါတယ်။ ်မြောက်ရီမြို့အမတ်ခွန်ရက်ကွက်အုပ်ချုပ်ရေးမှူးလှဝင်းပြက်ခတ်ခဲ့ရပြီးတော့တေပြီလို့သိရတယ်မနေ့ကမွန်လွဲပိုင်းကဖြစ်သွားတာဘဲအဖွဲ့ကပြစ်တာလဲတော့မသိရသေးဘူးကားကိုတာပြီးပြစ်သွားတယ်လို့သိရတယ်ပြစ်ခတ်မှုဖြစ်ပြီးတိတ်မကြဘူးစစ်ခွေးတွေရောက်လာပြီးတော့မသားအလောင်းကိုတဲထုတ်သွားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်တင်ဆောင်သွားတဲ့အုပ်ချုပ်ရေးမှူးလှဝင်းဟာ ပြည်သူများကိုနီလာမျိုးစုံနဲ့အနှံ့ကျင့်နေတဲ့သူဖြစ်ပြီးတော့ပြည်သူများစီကလည်းငွေကြေးအတောင်ရန်ကျန်းသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကည၈နာရီခန့်မှာလည်းအကြမ်းဖက်စစ်တပ်ဟာနှိခွန်ကတရင်ကနေလက်နက်ကြီးများနဲ့ဇက်တိုက်ရန်တမ်းပစ်ခတ်နေပြီးတော့ဘယ်နေရာမှာကြောက်ရောက်ပောက်ကွဲတယ်ဆိုတာကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့အနီးကိုဗဟုပြုပြီးတော့အင်အား၄၅အဆင့်ရှိတဲ့မြင်းငလျင်တစ်ခုလှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၄ရက်နေ့နေ့လယ်၁၂:၄၆မိနစ်ခန့်မှာအောင်မန်းမြို့အနီးကိုဗဟုပြုပြီးတော့အင်အား၄၅အဆင့်ရှိတဲ့မြင်းငလျင်လှုပ်ခတ်သွားတယ်လို့သိရပါဗျ။အဲ့ဒီမြင်းငလျင်လှုပ်ခတ်မှုကိုပြည်သူများကသိသားစွာခန်းစားခဲ့ရပြီးတော့ငလျင်နဲ့အတူကျဲလောင်သောအတန်များပါထွက်ပေါ်ခဲ့တဲ့အတွက်ထိတ်လန့်ခဲ့ရတယ်လို့ဒေသခံပြည်သူများကသတင်းပေးမှုပြောကြားထားပါဗျ။ညောင်ရွှေကနေ လဲငလင်လောက်ခတ်တာကိုတိတိတသားကြီးခန်းစားလိုက်ရတယ်။အတန်အကျယ်ကြီးနဲ့လောက်ခတ်သွားတာတော်တော်လေးကိုကြောက်ဖို့ကောင်းတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါး။အခုလောက်ခတ်သွားတဲ့ငလင်ဟာဇောက်တဲ့ငလင်ဖြစ်ခြင်းကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိနိုင်တယ်လို့ပြောကြားထားပါဗါး။ငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများယုံနေစေရန်အတွက်ဆောင်းရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ကြပါရန်အန်ယူဂျီအစိုးရကပြည်သူများကိုသတိပေးထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဘုတ်ကလေးမြို့နယ်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုကပြည်သူစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဒေသခံများစီကလာစဉ်ပတ်စံတွေတောင်းယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုတ်ကလေးမြို့နယ်အောင်လဲစိတ်ကျေးရွာမှာရှိတဲ့စစ်ကောင်စီခန့်အုပ်စုအုပ်ချုပ်ရေးမှုဦးစိုးမင်းအောင်ဟာပြည်သူစစ်မှုထမ်းနဲ့၎င်းရဲ့နေအိမ်ရှိမှာကိမဆောင်ပေးတဲ့အကြောင်းအရာများကိုအကြောင်းပြပြီးတော့ငွေတောင်းရမ်းမှုတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံများထံကသိရပါဗျ။သူငွေတောင်းတဲ့အကြောင်းကိုသတင်းဌာနတွေမှာပါလာပြီးတော့ နှစ်လလောက်ငွေမတောင်းမဲနဲ့နားလိုက်တယ်အခုတော့ပတ်စံပြန်တောင်းနေပါပြီရွာမှာကင်းမဆောင်နိုင်တဲ့မိမသားပဲရှိတဲ့အိမ်တွေမုံဆုံးမအိမ်တွေပါမကြမ်းလာစဉ်ကင်းဆောင်ခိုင်းပါတယ်ကင်းမဆောင်နိုင်ရင်ပတ်စံတောင်းတယ်လို့အောက်လဲစိတ်ကြီးရွာမှာရှိတဲ့ဒေသခံတဦးကသတင်းပေးဖို့တိုင်ကြားထားပါတယ်လက်ရှိအောက်လဲစိတ်ကြီးရွာအတွင်းပြည်သူစစ်မှုထမ်းခြေလာစဉ်ငွေကျပ်၄,၂,၀၀၀ပေးဆောင်နေရတဲ့အပြင်၎င်းရဲ့အိမ်ရှိမှလည်းကင်းမဆောင်ပေးနိုင်တဲ့နေအိမ်များကို ကညကိုတပေါင်းချက်နှုံးနဲ့တောင်းယူနေတယ်လို့ဒေသခံများကတိုင်ကြားထားပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုဟာအရင်ကလည်းကျေးဇူးစုမှုထမ်းခြင်းအဖြစ်နဲ့လာစဉ်ငွေကျပ်2000ခွဲတောင်းယူခဲ့ပြီးတော့ခြေရွာအတွင်းမှာကင်းမဆောင်နိုင်တဲ့နေအိမ်များကိုတညကိုငွေကျပ်8000တောင်းယူခဲ့တယ်လို့သိရပါတယ်အေယော်ဒီတိုင်းအတွင်းမှာရှိတဲ့ရက်ကွက်ခြေရွာအုပ်စုများကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုအများစုဟာပြည်သူစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေကျေးတောင်းယူမှုများပြုလုပ်နေတော့လေ ၎င်းတို့ရဲ့ဆွေမျိုးတော်ဆက်သူများနဲ့နှီးဆက်သူများကိုတော့ပတ်စံမကောက်တဲ့အပြင်သားသမီးတွေကိုလည်းစစ်မှုထမ်းအမည်စင်းနဲ့ထည့်သွင်းထားခြင်းမရှိသေးဘူးလို့ဒေသခံများထံကသိရပါဗါး။ AOD တိုင်းမှာ26မြို့နယ်ရှိပြီးတော့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုအများစုဟာပြည်သူစစ်မှုထမ်းကိုအကြောင်းပြပြီးတော့ပတ်စံတောင်းယူမှုများကိုအရင်ကထက်ပုံမှန်လုံဆောင်လာကြပြီးတော့ကြီးပွားချမ်းသာနေကြတယ်လို့ AOD တိုင်းမှာရှိတဲ့ဒေသခံများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလုံမြို့နယ်ဒူးရင်ပင်ရှောင်းရွာပနာမီတဝဖရဲเจ้าကိုအကြမ်းဖက်ဆက်တကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ၄ရက်နေ့မနက်၁၇နာရီခန့်မှာဗိတ်တော်ဝဲခရာပလောမြို့နယ်အတွင်းကိုအကြမ်းဖက်ဆက်တိုက်ရဲပလောတပ်ရဲ၂ရှင်၅တပ်စခန်းက120မမလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာဒူးရင်ရှောင်ကျေးရွာပနာမီတော်ဘုရားကျောင်းကိုထိမှန်ခဲ့ပြီးတော့အဆောက်အဦများထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါးဒါအပြင်မကွေးတိုင်းထီးလင်းမြို့နယ်မှာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါဗါး ်မေလ31ရက်နေ့မှာထီလင်းမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းဟာတရခါရွာဖျားကုန်းမှာအထိုင်ချကကြီးချောင်းဝဲရာကိုစစ်ကြောင်းထိုးပြီးတော့စစ်ဆက်တဲ့မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ပြည်သူတအုပ်လက်မောင်းလက်နက်ကြီးအစထိမှန်ပြီးတော့ဒဏ်ရာရသွားပါတယ်။အဲ့ဒီနေ့ကလက်နက်ကြီးကအချက်30လောက်ရမ်းထူတာရွာဘက်ကို9ချက်လောက်ကျတယ်လို့ပြောပါတယ်။ပြည်သူတွေတေဆုံးတာတော့အခုထိမရှိသေးပါဘူး။နေအိမ်ပြတ်စည်းမှုလည်းမရှိဘူး။ပြည်သူတွေကိုပဲလေချောင်းတရိပ် လက်နက်ကြီး3အမြဲရှိဖို့ဘုံခုကျင်းနေမှာပုံအောင်နေကြဖို့မှတ်ချက်ပေးကြပါတယ်လို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်သာမြို့နယ်မှာရှိတဲ့နဘူးချင်းရွာနဲ့ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုအချက်မဲ့ဆက်တက်ကဆက်တက်လေထီးများနဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၄ရက်နေ့မနေ့အစောပိုင်း9နာရီ17မိနစ်ခန့်ကစတင်ပြီးတော့မိထီလာ၄ရက်ကနေတက်လာတဲ့အချက်မဲ့ဆက်တက်ရဲ့ဆက်တက်လေထီးများကတောင်သာမြို့နယ်အတွင်းမှာရှိတဲ့နဘူးချင်းရွာနဲ့ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုဘုံကျဲတိုက်ခတ်သွားတယ်လို့သိရပါတယ်။အချက်မဲ့ဆက်တက်ရဲ့ဘုံကျဲတိုက်ခတ်မှုအတွင်းမှာချင်းရွာအနီးမှာရှိတဲ့တောတဲကိုကြောက်ရောက်ပောက်ကွဲခြင်းက ောင်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်မနေ့အစောပိုင်း9နာရီ17မိနစ်လောက်ကစပြီးတော့ကျဲချတာအားလုံးပေါင်းဘုံဒီ17လုံးကျဲချသွားပါတယ်ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတောင်ရှိသူတို့ကပြောပြထားပါတယ်အခုလိုမျိုးဘုံကျဲတက်ခတ်မှုပြုလုပ်ပြီးတဲ့နောက်အချမ်းဘတ်ဆက်တက်ရဲ့ဆက်တက်လေးထီးများဟာမလိုင်မြို့နယ်ဘတ်ချန်းကိုပြန်တန်းသွားတယ်လို့သိရပါတယ်။လေချောင်းရံကာကွယ်ရေးအတွက်နေအိမ်များမှာဘုတ်ခုကျင်းများစနစ်တကျတူးဖော်ထားရတယ်။ လေချောင်းအန်ရယ်ကိုသတင်းကြိုရတဲ့အခါသတိပြုနေထိုင်ကြရန်တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ